စိတ်ဆိုတာကတိုးရမှာလည်းမဟုတ်ဘူးစိတ်ဆိုတာကဆိုးရမှာလည်းမဟုတ်ဘူးစိတ်ဆိုတာက ပူပန်ရမှာလည်းမဟုတ်ဘူးစိတ်ဆိုတာက အားငယ်ရမှာလည်းမဟုတ်ဘူးစိတ်ဆိုတာကကျွန်တော်တို့ဘာလို့ပေးရမှာလဲဆိုတော့ခိုင်မာအောင် လေ့ကျင့်ပေးရမှာ train ပေးရမှာကိုယ့်ရဲ့စိတ်ကိုအဲ့တော့ကျွန်တော်လူတော်တော်များများကတော့ဒီစိတ်ကိုခုနကနေရာတွေမှာကျွန်တော်သုံးကြရတယ်စိတ်တိုးဖို့နော်စိတ်ဆိုးဖို့စိတ်အားငယ်ဖို့စိတ်ပူပန်ဖို့ဒီအကြောင်းအရာတွေပေါ်မှာပဲသုံးကြရတယ် အဲ့တော့အောင်မြင်နေတဲ့သူတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့လိုပဲသူတို့မှလည်းစိတ်ပူစရာတွေဒေါသဖြစ်စရာတွေစိတ်ဆိုးစရာတွေစိတ်အားငယ်စရာတွေအများကြီးရှိတယ်။ဒါပေမဲ့သူတို့ကြဘာလို့ကြလဲဆိုတော့ကိုယ့်ရဲ့စိတ်ကိုခိုင်မအောင် train နေခိုင်မအောင်လေ့ကျင့်ပေးတဲ့အတွက်သူတို့ကအောင်မြင်မှုတွေရနေကြတာသူတို့လိုချင်တဲ့ဘဝတစ်ခုကိုရနေကြတာအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လည်းဟိုတုန်းကအဲ့တိုင်းပဲကိုယ့်ရဲ့စိတ်ကိုခွနာနေရာတွေမှာသုံးခဲ့ဖို့ပဲအခုဆိုရင်တစ်ခါတလေမှလည်းကျွန်တော်အဲ့လိုသုံးမိနေတယ်အဲ့တော့ကျွန်တော်အခုဘာလုပ်နေလဲဆိုတော့ကိုယ့်စိတ်ကိုပြန် train နေရတယ်ခိုင်မအောင် ဒီနေ့တော့အခုဒီဗီဒီယိုကြည့်နေလူငယ်တွေမိဆွေတွေကိုယ့်ရဲ့စိတ်ကိုခိုင်မာလောက်အောင်လေ့ကျင့်ပေးဖို့အတွက်လောအောင်မယ့်အချက်9ချက်ကိုကျွန်တော်မျှဝေသွားပါလိမ့်မယ်။အဲ့ဒီ9ချက်ကိုဒါကိုကနေတိုင်းလုပ်ကြည့်မယ်ဆိုလို့ရှိရင်သိကြတယ်ကိုယ့်ရဲ့စိတ်ကတရက်တစ်တရက်ခိုင်မာလာလိမ့်မယ်။အဲ့တော့အဲ့ဒီအချက်9ချက်ကဘာတွေလဲကျွန်တော်တို့ကြည့်ကြည့်အောင်။အဲ့တော့နံပါတ်1တစ်ချက်ကကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကိုကကြာရှုံးမှုတွေကို အခွင့်အလန်းနဲ့အဖြစ်နဲ့ မြင်နိုင်အောင်စူးစမ်းပြီးတော့မှအဲ့ဒီကြာရှုံးမှုတွေကိုပိတ်ဖက်နိုင်ရမှာအဲ့ကျွန်တော်စဉ်းစားကြည့်လူတော်တော်များများဟာအမားတွေလှုပ်အောင်မအောင်ကြောက်တယ်လှုပ်လိုက်လို့မှားသွားအောင်ကြောက်တယ်အဲ့ဒီအထွတ်အမားတွေကိုရှောင်ရင်းနဲ့ဘာမှကျွန်တော်တို့မလုပ်ဖြစ်တော့ဘူးအဲ့တော့မလုပ်အောင်လဲဆိုတော့ကြာရှုံးမှုတစ်ခု တွေ့ပြီဆိုလို့ရှိရင်အော်ဒါကအခွင့်အလမ်းတစ်ခုစီကိုဥတီနေတာပဲဆိုတော့ကျွန်တော်တို့စိတ်ထဲမှာနှလုံးသွင်းထားမယ်ဆိုလို့ရှိရင်စိတ်ကခိုင်မာလိမ့်မယ် နော်အခုနကပြောတဲ့ကြာရှုံးသွားလို့ဒေါသဖြစ်တာတွေစိတ်ဆိုးတာတွေစိတ်အားငယ်တာတွေစိတ်ပူပန်တာတွေမဖြစ်တော့ဘဲနဲ့ဘာဖြစ်မလဲဆိုတော့ကိုယ့်ရဲ့စိတ်ကခိုင်မာလာလိမ့်မယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေမိတ်ဆွေတွေစဉ်းစားကြည့်အောင်နော်ကိုအမားတွေလှုပ်ခဲ့လို့ကြာရှုံးမှုတွေလှုပ်ခဲ့လို့အဲ့ဒီအမားတွေအဲ့ဒီကြာရှုံးမှုတွေကိုကြော်လွှားရင်းနဲ့မှအခုဒီနေရာကိုရောက်နိုင်မဟုတ်လားကျွန်တော်တို့က အဲ့ဒါဒီနံပါတ်1တစ်ချက်သိကိုအရေးကြီးတယ်ကျွန်တော်ဆိုလို့ရှိရင်လည်းကြာရှုံးမှုတစ်ခုကြုံလိုက်ပြီဆိုလို့ရှိရင်အာဒါကငါကြီးထွားတိုးတက်တော့မယ်ငါနေရတနေရာကိုရောက်တော့မယ်ဒါကငါ့အတွက်အခွင့်အလမ်းပဲဆိုပြီးတော့မှတွေးပြီးနေနေတာဖြစ်တဲ့အတွက်စိတ်ဆိုးစိတ်အားငယ်စိတ်ပူပန်ဒေါသဖြစ်တာတွေမရှိတော့သိကိုရေးကြည့်ပါရယ်နံပါတ်1ဘာလို့ရမလဲဆိုတော့ကိုကိုကိုကျေးဇူးတင်ပါ gratitude လုပ်ပါနော်အဲ့တော့ကိုဘဝကိုကိုပြန်လဲသုံးသက်ကြည့်ပါနေတိုင်းသုံးသက်ကြည့်သုံးသက်ကြည့်တဲ့အခါမှာ ကိုဘွားမှာကောင်းတဲ့အရာတွေအများကြီးပဲနော်ကောင်းတဲ့အရာတွေအများစုအများကြီးပဲအဲ့တော့အဲ့ဒီကောင်းတဲ့အရာလေးတွေအတွက်ကိုကိုကိုပြန်ပြီးတော့မှဂျေစုတင်ရမှာအဲ့တော့ဥပမာအနေနဲ့ကျွန်တော်တို့ငငယ်တဲ့တုန်းကစူးစားခဲ့မှုတွေစူးစားခဲ့တဲ့အရာတွေကအခုချိန်မှာဘာဖြစ်လဲဆိုတော့အဲ့ဒီအရာတွေပေါ်မှာကျွန်တော်တို့ကောင်းတာတွေခံစားနေရတာရှိတယ်ကိုမှခြေလက်အင်္ကာတွေစုံနေညံနေကောင်းနေတော့ဒါဒီကျွန်တော်တို့ကိုယ့်ရဲ့ကောင်းတဲ့အချက်တွေမဟုတ်ဘူးလားကျွန်တော်ပြောတာအဲ့တော့အဲ့ဒါတွေကိုကိုကဘာလို့ရမလဲဆိုတော့ဂျေစုတင်ရမှာ ဲ့လူတော်တော်များများအဲ့ဒါတွေကိုကျေးဇူးမတင်မဲနဲ့မနှမိုးလင်းလာပြီဆိုလို့ရှိရင်မကောင်းတာတွေအပေါ်ကိုလိုက်ရှာပြီးတော့မှမကောင်းတာတွေပေါ်မှာပဲစိတ်တိုးစိတ်ဆိုးဒေါသဖြစ်ဒါတွေကျွန်တော်တို့ဖြစ်နေကြတာအဲ့တော့ကိုယ့်ဘဝမှာကောင်းတာတွေဘယ်လောက်များလဲကောင်းတာတွေများလွန်းလို့လဲအခုဒီဗီဒီယိုကြည့်နေလူငယ်တွေမိတ်ဆွေတွေကကျွန်တော်ဗီဒီယိုကိုကြည့်နေနိုင်တာအဲ့တော့ကောင်းတာတွေဒါကိုမရှိဘူးဆိုရင်ဒီဗီဒီယိုတွေကြည့်နိုင်မှာမဟုတ်ဘူးဒီစံညာလေးအောင်ပြောတဲ့စကားတွေအလကားဘာမှမဟုတ်ဘူးเนาะအရင်ကြည့်ဆိုပြီးတော့မှကျွန်တော်တို့တွေးမိလိမ့်မယ်အဲ့တော့ ကိုကိုကိုကျေးဇူးတင်တတ်တဲ့အကျင့်ကိုနေတိုင်းလုပ်ကြည့်ပါကိုယ့်ဘဝရဲ့ကောင်းတာတွေကိုနေတိုင်းဖော်ထုတ်ပါနံပါတ်3တစ်ချက်ကတော့မလုပ်ရမလဲဆိုတော့ကိုကိုကိုအပေါ်မှာဂရုဏာထားပါ self confession လို့ခေါ်တယ်အဲ့တော့လူတော်တော်များများကတခြားသူတွေပေါ်မှာဂရုဏာထားကြတယ်ဒါပေမဲ့ကိုကိုကိုအပေါ်မှာတော့ဂရုဏာမထားကြဘူးကျွန်တော်ဆိုလို့ရှိရင်လည်းတခုခုဆုံးရှုံးသွားပြီတခုခုဖြစ်သွားပြီဆိုလို့ရှိရင်တော်တော်အတုံးမချတဲ့ငါပဲနော်တော်တော်ကိုညံ့နေငါပဲ မင်းတခြားသူတွေတော့မမားတာမင်းမားတာပဲဆိုပြီးတော့မှကိုကိုကိုဂယုနာမတက်မိပဲနဲ့ကိုကိုကိုပြန်ပြီးတော့မှမပါလို့နေလဲဆိုတော့နှိမ့်ဆက်နေတာစိတ်တိုးနေတာနော်စိတ်တည်ပူပန်းနေတာကိုကိုကိုအပြစ်ရှိတယ်လို့ခံစားနေရတာအဲ့ဒါမလုပ်ပါနဲ့နော်အစတော်တို့ကိုကိုကိုအပေါ်မှာဂယုနာထားပါနော်လောကမှာကိုကိုကိုဂယုနာထားလိုက်ပြီဆိုလို့ရှိရင်တခြားသူတွေကိုဂယုနာထားဖို့တော့လွယ်ကူသွားလိမ့်မယ်အဲ့တော့ကိုကိုကိုအပေါ်မှာဂယုနာမထားနိုင်တဲ့သူတွေဒီတခြားသူတွေအပေါ်မှာလည်းကျွန်တော်တို့ဂယုနာထားနိုင်မှာမဟုတ်ဘူး အဲ့တော့ဂယုနာထားပါကိုကိုကိုအပေါ်မှာဂယုနာထားပါဒါဒီကျွန်တော်တို့သိကိုရေးကြည့်ပါတယ်နံပါတ်၄ဘာလို့ ਆ မလဲဆိုတော့ပန်းတိုင်လေးတွေတတ်မှတ်ပါကိုဘွားရဲ့ရင်မှန်းချက်ပန်းတိုင်တွေတတ်မှတ်ပါအဲ့တော့ကိုကတခုခုဆုံးရှုံးသွားလို့တခုခုမာမြင်သွားလို့ဒေါသဖြစ်တဲ့စိတ်တိုးတဲ့မကျေနပ်ဘူးစိတ်မလုံခြုံမှုတွေဖြစ်တဲ့ပူပန်နေဆိုလို့ရှိရင်အော်အခုငါလုံးနေတဲ့အရာကငါရဲ့ပန်းတိုင်ကိုရောက်ဖို့တော့မဟုတ်ဘူးပဲ လူတိုင်းမှာမှာပဲလူတိုင်းဆုံးရှုံးမှာပဲလူတိုင်းပြဿနာတက်မှာပဲအဲ့တော့ငါမှာကရီမန့်ချက်ပန်းနိုင်နေရှိထားပြီးသားဖြစ်တဲ့တော့ဒီတေးသေးလေးသောဆုံးရှုံးမှုတွေအပေါ်မှာစိတ်တူရာဒေါသဖြစ်တာစိတ်ဆိုးတာငါမလုပ်တော့ဘူးဆိုလို့ရှိရင်ကိုဘာဖြစ်မလို့ဆိုကိုစိတ်ကခိုင်မာလာလိမ့်မယ်အဲ့တော့ကျွန်တော်ကရီမန့်ချက်ပန်းနိုင်နေတတ်မှတ်တာပါကျွန်တော်ဆိုလို့ရှိရင်လည်းဒါမနေ့ကဗီဒီယိုထဲမှာတော့ကျွန်တော်ပြောလိုက်သေးတယ်ကျွန်တော်ဆိုတနှစ်အတွင်းရီမန့်ချက်ပန်းနိုင်ရင်ပါလဲဒီနှစ်ရဲ့၉ကပါလဲနောက်နှစ်ရဲ့၉ကပါလဲဆိုတဲ့ကျွန်တော်တို့ရီမန့်ချက်ပန်းနိုင်နေတတ်မှတ်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကခိုင်မာလာလိမ့်မယ် ဲ့လိုမျိုးပဲနဲ့ကို့ဘဝမှာဘာရည်မှန်းချက်ပန်းနိုင်မှမရှိဘူးဆိုလို့ရှိရင်တော့ခုနကကို့ရဲ့စိတ်ကတိမ်လို့လေလို့လွင့်ပြီးတော့မှစိတ်ကိုကျွန်တော်တို့ကမကောင်းတဲ့နေရာမှာအထုံးချမိနေမိတယ်ဒါလေးတွေကိုရေးရှိပါတယ်နံပါတ်5တစ်ချက်ကတော့ကျွန်တော်တို့ဘာလဲဆိုတော့ resilience လို့ခေါ်တယ်ဒူဘေဒါဘေခံတဲ့စိတ်ရှိအောင်ကျွန်တော်တို့ကလေ့ကျင့်ရမှာကို့ဘဝမှာကြာရှုံးမှုတွေကြုံလာပြီးနောက်ကိုပြန်ဆွဲရမယ့်အခြေအနေတွေကြုံလာပြီဆိုလို့ရှိရင်အော်ဒါတွေကငါကြော်လွားသွားနိုင်ရင်ငါဟာအောင်မြင်ပြီပဲငါဒါတွေကိုကြော်သွားသွားနိုင်ရင်ငါရဲ့ဘဝအောင်မြင်ပြီပဲ ဆိုတဲ့ဒူဘေဒါဘေခံတဲ့စိတ်ကိုကျွန်တော်တို့ကလေ့ကျင့်ရမှာတခုဖြစ်လာပြီဆိုလက်လျှော့ရှုံးပေးလိုက်တာထက်စားရင်ဒူဘေဒါဘေခံတဲ့စိတ်ကိုကျွန်တော်တို့ကမွေးမြူရမှာဒါဒီကိုယ့်ရဲ့စိတ်ခိုင်ပါဖို့နော်အခုဒီလိုကြည့်ရလူငယ်တွေမိတ်ဆွေတွေလိုက်မှတ်ပါနော်တေချာအရေးကြီးတယ်အဲ့တော့အခုဆိုလို့ရှိရင်ကျွန်တော်အချက်၅ချက်ထည့်အောင်ကျွန်တော်ပြောလိုက်ပြီ Okay နောက်ထပ်6တစ်ချက်ကပါလဲဆိုတော့ mindfulness အရေးကြီးပါတယ်နော် mindfulness mindfulness ဆိုတာပါလဲဆိုတော့ကျွန်တော်တို့ကပြစ်စုံပန်တဲတဲ့ကိုရှုတာကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့ အတွေးတွေကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုပြစ်စုံပန်တဲတဲမှာရှုပ်ပြီးတော့မှလှုပ်ဆောင်နေတာအတိတ်ထဲမှာလည်းမနေဘူးအနာဂတ်ထဲမှာလည်းမနေဘဲနဲ့ပြစ်စုံပန်တဲတဲမှာကျွန်တော်တို့နေနိုင်အောင်ကိုယ့်စိတ်ကိုလေ့ကျင့်ပြီးပါအဲ့လိုလေ့ကျင့်ဖို့ဆိုလို့ရှိရင်တော့သိကြတယ် meditation လုပ်ရမှာတရားထိုင်ရမှာကျွန်တော်ဆိုလို့ရှိရင်လည်းကုတရားထိုင်ဖြစ်တယ်ကျွန်တော်တို့အကြာကြီးမထိုင်နိုင်တော့မိနစ်20လောက်တရားထိုင်တယ်နော်တရားထိုင်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့စိတ်ကတဖြည်းဖြည်းနဲ့ခိုင်မာလာတာကျွန်တော်ပြောအောင်ပါဆိုလို့ရှိရင်လည်းဒါကျွန်တော်ဒီဒီထားမှာစိတ်တူစရာတွေဒေါသဖြစ်စရာတွေစိတ်ပူပန်စရာတွေအများကြီးရှိတာပဲ ဒါပေမဲ့အဲ့ဒီ mindfulness ကိုလေ့ကျင့်မယ်ဆိုလို့ရှိရင်ကိုကစိတ်သက်ခိုင်မာလာလိမ့်မယ်။နံပါတ်9ချက်အရေးကြီးပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ဘဝမှာကိုယ့်ရဲ့စိတ်ကိုခိုင်မာဖို့ဆိုလို့ရှိရင် positive people တွေအကောင်းမြင်တဲ့သူတွေအကောင်းသဘောဆောင်တဲ့သူတွေနဲ့ကုကုကုဝိုင်းရံထားဖို့လိုတယ်เนาะအကောင်းမြင်တယ်ဆိုတာကကျွန်တော်ခဏခဏပြောပါရယ်အရာအလုံးကောင်းတဲ့ဘက်ကိုပြောင်းလဲသွားရမယ်လို့ခံယူထားတာမဟုတ်ဘူးဘာတွေပဲပြောင်းလဲနေပါစေကောင်းတာတွေဖြစ်လာရမယ်လို့ခံယူထားတာအဲ့လိုလူမျိုးတွေနဲ့ကျွန်တော်တို့ကုကုကု surround လုပ်ထားပါ เนาะအများအအဆိုးမြင်နေတဲ့เนาะအများအမကောင်းမြင်နေတဲ့သူတွေနဲ့သာကိုကနေမယ်ဆိုလို့ရှိရင်ကိုရဲ့စိတ်ကလည်းပါဖြစ်လာမယ်ဆိုတော့တို့နဲ့အတူတူဆိုးရာတွေမကောင်းတာတွေဒါတွေကိုပဲကျွန်တော်တို့မြင်နေနေမယ်ဒါကတော့ကျွန်တော်တို့ကိုယ့်ရဲ့စိတ်ကိုခိုင်မာလာအောင်လုပ်ဖို့အတွက်လေ့ကျင့်ပေးဖို့အတွက်မဖြစ်မနေလုပ်ဖို့လုပ်ရမယ့်ချက်ခုနှစ်ချက်ပါအဲ့တော့အခုဒီဗီဒီယိုကြည့်နေလူငယ်တွေမိတ်ဆွေတွေရောအခုကိုယ်ဘယ်နှချက်လုပ်မိနေပြီလဲဘယ်နှချက်လုပ်နေလဲနောက်ထပ်လုပ်ရမယ်ဆိုလို့ရှိရင်ရောဘယ်အချက်တွေလုပ်ဖို့လိုမလဲဆိုတော့ကွန်မန့်မှာချက်လောက်ရေးလို့ရရင်ရေးပြီးပါအောင် နော်ဒီဗီဒီယိုဒီအခုဒီဗီဒီယိုကြည့်နေလူငယ်တွေမိတ်ဆွေတို့အများကြီးအသုံးတက်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ